ဟိုတော်လန်ยีပေါ်ဆိုရင်တော့တော်လန်ยีကတေချာပေါ့အောင်မြင်မယ်ဆိုတော့ခန်းစားချက်မျိုးမြေပြင်မှာပို့ရပါတယ်မြေပြင်မှာပို့ရတယ်။ဟောဆိုတော့မြေပြင်မှာလှုပ်ရှားနေတဲ့သူတွေနဲ့အမြေပြင်မှာတွေ့ကြုံရတာကျွန်တော်အရင်တခါတချို့အင်တာဗျူးတွေမှာပြောဦးပါတယ်။အခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နေမြေကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျဲနေပြီလေ။အဲ့တော့အဲ့ဒီ feeling မျိုးပေါ့လေတကယ်ကိုအမြေပြင်စိုးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လေကွင်းနေခုနစိုက်ခွင်းပြုတ်ခွင်းနေ မဆိုင်တဲ့မပြိုးတဲ့လေခွင်းမှမရှိတာမဆိုင်တဲ့မပြိုးတဲ့နေရာဒေသမှမရှိတာနောက်မွေးမြူရေးလုပ်ငန်းတွေလည်းလုပ်နေတာအဲ့တော့ပုံမှန်လေပတ်နေတဲ့စိုးမိုးဒေသတခုရှိနေတယ်ဒီကြောင်ရမှာပါပါနော်ဆိုတော့ရှိနေတယ်ဆိုတော့ခန်းစားချက်မျိုးရတယ်ဗျအဲ့တော့ဒီမြေဒီရေဒေသတွေကိုငါတို့တွေပိုင်ဆိုးနေပါလားငါတို့တွေတွားနိုင်လာနိုင် လုံနိုင်ကြိုင်နိုင်မလားဆိုတော့အတိနဲ့ feeling ပေါ့ဗျာခန်းစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရပါတယ် ဒါအပြင်ခုနဆရာပြောတဲ့အရင်သားအဖွဲ့အစည်းတွေဒီခေါင်းဆောင်တွေအဲခုနတော်လိုင်းကြီးခေါင်းဆောင်တွေ ਨੇ တွေ့တဲ့အခါလဲပဲပူပြီးတော့ယုံကြည်မှုတွေရတယ်ကျွန်တော်ကတော့အမြဲတမ်းအကောင်းမြင်နေသူမို့လားမသိဘူးကျွန်တော်တို့တွေ့တဲ့ခေါင်းဆောင်တွေအားလုံးဟာအကြီးအချင်းရှိတယ်အဲကျွန်တော်ပြည်တွင်းရောက်တာခုဆိုရင်3လရှိပြီပေါ့ဗျာဒီ3လအတွင်းမှာအဲကျွန်တော်ဒီအထူးသဖြင့်တော့မြန်မာပြည်မြောက်ပိုင်းနဲ့အလဲပိုင်းကိုကျွန်တော်သွားပြပါတယ်အဲ့တော့မြန်မာပြည်မြောက်ပိုင်းနဲ့အလဲပိုင်းမှာရှိတဲ့ ဒေါ်လာရေးအဖွဲ့အစည်းတွေဒေါ်လာရေးခေါင်းဆောင်တွေနဲ့တွေ့ပြတယ်ဆိုရင်ဒါအကြမ်းများအပြင်ခြုံငုံပြီးတာပြောပြတာဖြစ်အဲ့တော့တကယ်အဖွဲ့အစည်းတွေအနေနဲ့ပြောရရင်တော့အဲကျွန်တော် KIA KIO နော် TNL MND AA အဒီခေါင်းဆောင်တွေနဲ့ကျွန်တော်တွေ့ပြတယ်နောက် KNDF BBLA အဲအဲနဲ့တွေ့ပြတယ်နောက် PLA ကျွန်တော်တို့တွေ့ပြတယ်နောက်ချင်းကျွန်တော်တို့ခေါင်းဆောင်တွေနဲ့တွေ့ပြတယ် AVSDF ခေါင်းဆောင်တွေနဲ့တွေ့ပြတယ်နောက်ပြီးကြတော့ ကျောင်းသားတက်တော်နောက် BLDF လို့တွေနော်ဒါတွေနဲ့ကျွန်တော် တွေ့ပြတဲ့အပြင်အထူးသဖြင့်တော့ MOD ရဲ့အောက်မှာရှိနေတဲ့အစစ်ဒေသတွေအစစ်ဒေသမှုတွေအဲနောက်ခုန MOD နဲ့အတူတူရှိနေတဲ့ပကဖပေါ့နော်တိုင်းပကဖတွေနောက်မြေပြင်ပကဖတွေအဲနောက်အာဖပလဖဒေါ်လာရေးထဲမှာရှိနေတာချင်းကတော့အတူတူပါပဲဗျာဘယ်မှာပဲဖြစ်ဖြစ်အားလုံးကဒေါ်လာရေးအလုပ်ကိုလုပ်နေကြရင်အဲဒါအတူတူပဲ ါပေမဲ့တကယ်တမ်းမြေပြင်ကိုဆင်းလာလိုက်တဲ့အခါကျတော့မြေပြင်မှာရှိတဲ့အခါကျတော့တကယ်မြေပြင်မှာအဲတော်လန်ရေးကိုလုံနေကြတဲ့လူတွေနဲ့အတူတူနောက်ပြည်သူတွေနဲ့အတူတူအဲခံစားရတယ်တွေ့ကြုံရတယ်အဲ့ဓာတွေကိုအဲစင်ခေါ်မှုတွေကိုကြော်လွှားရတယ်ပေါ့ဗျာအဲဥပမာဘုံကျဲတယ်ဆိုရင်လေချောင်းရံအမြဲတမ်းကြည့်နေရကျွန်တော်တို့သွားလေရသွားတယ်ဆိုရင်ဒီခုနလေချောင်းသတိပေးချက်တွေကြည့်ပြီးသွားရတာပေါ့နော်အဲ့ဒီပုံမှာကြည့်ပြီးတော့ကျွန်တော်တို့လှုပ်ရှားတာဒါကကျွန်တော်ဘယ်လိုလုပ်မှာပြပမှာမရနိုင်ဘူးပေါ့နော် အဖြစ်ထွင်းမှာပဲစောစောအလိုဘုံကျဲတာလည်းခံခဲ့ရတယ်ပေါ့နော်ဘုံကျဲရခံခဲ့ရတယ်ဆိုတော့အဲ့ဘုံကျဲတဲ့ခံခဲ့ရတဲ့အဲအတွေ့အကြုံလဲဒါဘယ်လိုလုပ်မှာ online မှာမရှိမှာမရှိဟာဟုတ်တယ်မလားဒါပေမဲ့တော့တကယ်တမ်းလက်တွေ့ကြီးစရာပြောရရင်တကယ်တော့ကိုလက်တန့်စင်တာအစားမတူဘူးပေါ့ဗျာခင်ဗျာဥကေဆိုလဲဟိုမောင်ဆောင်ကားလို့စီတွားခဲ့ပြီပဲဟုတ်တယ်မလားအရေးချိုးတာအိနာတက်တာစတူမမတူတာနော်တကယ်ကိုမြေပြင်မှာခံစားရတာလေညာ ဆိုတော့အဲ့လိုမျိုးခံစားချက်မျိုးကတော့မြေပြင်ပေါ်မှာရောက်မှာပဲရတာပါ။ကျွန်တော်ဟိုတော်လန်ยีပေါ်ဆိုရင်တော့တော်လန်ยีကတေချာပေါ်အောင်မြင်မယ်ဆိုတော့ခံစားချက်မျိုးမြေပြင်မှာပို့ရပါတယ်။မြေပြင်မှာပို့ရတယ်။အောက်ဆိုတော့မြေပြင်မှာလှုပ်ရှားနေတဲ့သူတွေနဲ့အမြေပြင်မှာတွေ့ကြုံရတာကျွန်တော်အရင်တခါတချို့အင်တာဗျူးတွေမှာပြောဦးပါတယ်။အခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နေမြေကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျဲနေပြီလေ။ အဲ့တော့အဲ့ဒီ feeling မျိုးပေါ့လေတကယ်ကိုအမြင်ပြန်စိုးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လေခွင်းနေခုနစိုက်ခွင်းပြုတ်ခွင်းနေမစိုက်တဲ့မပြိုးတဲ့လေခွင်းမှမရှိတာမစိုက်တဲ့မပြိုးတဲ့နေရာဒေသမှမရှိတာနောက်မွေးမြူရေးလုပ်ငန်းတွေလည်းလုပ်နေတာအဲ့တော့ပုံမှန်လေပတ်နေတဲ့စိုးမိုးဒေသတခုရှိနေတယ်ဒီကြောင်ရမှာပါပါနော်ဆိုတော့ရှိနေတယ်ဆိုတော့ခန်းစားချက်မျိုးရတယ်ဗျအဲ့တော့ဒီမြေဒီရေဒီဒေသတွေကို ငါတို့တွေပိုင်ဆိုးနေပါလားငါတို့တွေတွားနိုင်လာနိုင်လုံနိုင်ကြိုင်နိုင်မလားဆိုတဲ့အတိနဲ့ feeling ပေါ့ဗျာခံစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရပါတယ်အဲဒါအပြင်ခုနကဆရာပြောတဲ့အယန္နာအဖွဲ့အစည်းတွေဒီခေါင်းဆောင်တွေအဲခုနတော်လိုင်းကြီးခေါင်းဆောင်တွေ ਨੇ တွေ့တဲ့အခါလဲပဲပူပြီးတော့ယုံကြည်မှုတွေရတယ်ကျွန်တော်ကတော့အမြဲတမ်းအကောင်းမြင်နေသူမို့လားမသိဘူးကျွန်တော်တို့တွေ့တဲ့ခေါင်းဆောင်တွေအားလုံးဟာအကြီးအကျယ်ရှိတယ်နော်လက်တွေ့ကြကြအလုပ်တွေလုပ်နေကြတယ် အားလုံးလေးတော်လှန်ရေးကိုအောင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့တွားနေကြတယ်ဆိုတာကိုတွေ့ရတော့ကျွန်တော်တော့ခေါင်းဆောင်တွေအားလုံးတော်လှန်ရေးသမားတွေအားလုံးဒီအားတွေနဲ့အခုရှိနေတဲ့မြေပြင်အခြေအနေနဲ့ပေါင်းပြီးတော်လှန်ရေးကအောင်မြင်မယ်ဆိုတာကျွန်တော်ယုံနေဗျာပို့ပြီးတော့ကျွန်တော်အနေနဲ့တော့အားဆိုင်ပြီးအလုံးလုံးဖို့အတွက်အားတွေပို့ရတယ်လို့ကျွန်တော်တော့ဟိုကောင်းတယ်လို့မြင်တယ်အခု computer တို့အောင်ဆောင်ခါတို့ကျွန်တော်တို့ခီးသွားတယ်သွားတဲ့ရည်ရွယ်ချက်ကိုက ပို့ပြီးတော့စီလုံးမှုညီညွတ်မှုပို့ပြီးပေါင်းစည်းမှုဘယ်လိုမျိုးကျွန်တော်တို့စုစည်းမလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့လိုက်ပြီးတော့ဆွေးနွေးနေတယ်တွေ့ဆုံနေတယ်ဆိုတော့ပို့ပြီးအားကောင်းတဲ့စုစည်းတဲ့အခုလိုအချိန်မှာတချို့လဲဟိုအဖွဲ့မြေပြင်မှာကြတော့ပေါင်းစည်းဖို့ခက်နေတာတွေကိုအကောင်းဆုံးပေါင်းစည်းပြီးဘယ်လိုမျိုးတော်လှန်ရေးကိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကိုအခုလိုပဲဗျာတကယ်လူငယ်တွေကွန်ပျူတာတို့မောင်ဆောင်ခါတို့တွေအဲနောက်အခုဗိုလ်ချုပ်တာဘုံကျော်တို့နဲ့လည်းတွေ့ပါတယ် ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်တို့အတူတူခရီးသွားပြီးအတူတူခုလိုမျိုးအဲစုစည်းညီညွတ်ဖို့စီယုံမှုစီလုံးမှုအတွက်အဲလိုက်ပြီးတွေ့ဆုံဆွေးနွေးပြောဆိုနေရတာကိုကဒါကျွန်တော်တို့တော်လာရေးအတွက်အားကောင်းနေပြီလို့ကျွန်တော်မြင်တယ်။ဒါကြောင့်အဲ့ဒီလိုမျိုးအဲစောစောကခေါင်းဆောင်တွေကျန်တဲ့ခေါင်းဆောင်တွေလည်းကျွန်တော်တွေ့ပါတယ်။ကျန်တဲ့ခေါင်းဆောင်တွေကျန်တဲ့အဖွဲ့အစည်းတွေအားလုံးကလည်းပဲဒီလိုတသွေးတဲ့တန်တဲ့တစိတ်သေးပဲရှိတယ်လို့ကျွန်တော်မြင်တယ်။ အဲ့တော့ခုနကကျွန်တော်ပြောတဲ့တွန်လိုင်းရေးအောင်မြင်မယ်ဆိုတာလို့ဖြေခဲ့တယ်ဖြစ်ပါတယ်။အားအပြင်အဲကျွန်တော်တို့ online မှာတွေ့နေရတာနဲ့မြေပြင်မှာ တွေ့ရတာကမတူပါဘူး။အဲ online မှာတွေ့ရတဲ့အခါကျရင်ပိုတောင်းတဲ့တယောက်နားလည်မှုခုနကလို့ရင်းနှီးမှုခုနကအပြန်အလှန်ကြည်ညက်အောင်ခုနကလို့ဆွေးနွေးနိုင်မှုတွေအားနည်းတယ်။တကယ်မြေပြင်မှာ တွေ့ရတဲ့အခါကျတော့အဲ့အရာတွေကိုကြော်လွားနိုင်တော့ပိုပြီးတော့နားလည်မှုတွေစီးလုံးမှုတွေညှဉ်းညွတ်မှုတွေရတယ်လို့ကျွန်တော်တို့ online နဲ့မြေပြင်နဲ့ကွာတာပေါ့နော်။ကျွန်တော် online မှာ ချိန်ဒါပေမဲ့အဲ့ချိန်တော့လည်းဘုံချဲတာလည်းတိတ်တော့အခုလောက်တော့မစိုးဘူးပေါ့အရေးကြီးတယ်ဒါအသေးချာကိုလုံခြုံတဲ့စေယုံစေကန်းနေလို့ဖို့လိုတယ်ဆိုတာကိုပို့ပြီးသဘောပေါက်တဲ့အတွက် safe hospital safe at care campaign လောက်တာပေါ့ဗျာအဲ့တော့အဲ့ campaign လုပ်တဲ့အခါကျတော့ဒါအခု campaign ၃ပတ်ရှိပါပြီအခုဆိုရင်ဒီ၃ပတ်အတွင်းမှာအခုအားဒီကျွန်တော်တို့က90ရာခိုင်နှုန်းကျော်ကျော်လောက်ကိုရနေဆိုတော့အမှန်ကတော့ campaign ကအောင်မြင်ပါတယ်အဲဒေါ်လာ၄သိန်းရကျွန်တော်ထင်တော့၄သိန်းကျော် ပြီးတော့9သိန်းလောက်ထိတော့ရမယ်သဘောရှိတယ်လို့ကျွန်တော်မြင်တယ်။ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်အနေနဲ့အခုဟိုမြင်းနေရာတွေကျွန်တော်လိုက်ကြည့်နေတယ်။တချို့လည်းဈေးရုံတွေစဆောက်နေပြီ။တချို့လည်းရှိပြီးသားကျွန်တော်တို့ဟိုဂူတွေလှိုင်ဂူတွေအဲ့ခဏလို့ပေါ့လေအဲ့လိုနေရာတွေကိုဈေးရုံအဖြစ်ပြောင်းပြီးတော့ကျွန်တော်တို့ကဒါကိုစောက်နေပါဘောနော်။ဆိုတော့အဲ့လိုမျိုးတွေကျွန်တော်တို့လုပ်နေရတယ်ရှိတယ်။အဲဆိုတော့ဒီဟာလည်းပဲတကယ်ကိုလိုအပ်ချက်ပေါ့ဗျာ။ဒါကျွန်တော်တို့အဲ့ကမ်ပိန်းထဲမှာပြောသလိုပဲ။ဤသူလူလူတွေရဲဘော်တွေရဲ့ကျမ်းမာရေးစောင့်ရှောက်မှုအပြင် ကျမကြီးစောင့်ရှောက်တယ်ဒီဆရာဝန်တွေသူနာပြုတွေကျမကြီးစောင့်ရှောက်သူတွေရဲ့လုံခြုံရေးသူတို့တွေရဲ့အဲခုနကလိုစိတ်လုံခြုံရေးရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက်ဒါအရေးကြီးတယ်အဲကြောင့်လည်းပဲကျွန်တော်တို့ safe hospital safe care ကိုလောက်တာပေါ့နော်ဒါရတာလည်းအောင်မြင်ပါတယ်အဲဒါနဲ့အတူတူပဲတကယ်ကိုလုံခြုံစိတ်ချရတယ်ကျမကြီးစောင့်ရှောက်မှုတွေရအောင်ကျွန်တော်တို့လုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟိုလိုကပေါ့နော်ဝေဖန်တာကတော့ကျွန်တော်တို့ကလက်ခံပါတယ်ဝေဖန်တာကိုလက်မခံစရာအကြောင်းလည်းမရှိဘူးနောက်ကြတော့ဒီအတန်တွေကိုလည်းကျွန်တော်တို့နားထောင်အောင်ပါဖြစ်ပါတယ် ဒါဒါအပြင်အဲခုနကပြောလို့ပေါ့နော်ဒီအဲစီရီယန်နန်းစီရီယန်နဲ့ပတ်သက်ရင်ဒါကတော့အရင်ကနေကလည်းလို့ကွဲပြားမှုတွေရှိပါတယ်ကွဲပြားမှုဒါကြောင့်လည်းကျွန်တော်တို့ဒါကိုဟိုတည်ကြအောင် စနစ်ကြအောင် ဆိုတော့ human right တွေနော်နောက်ကြတော့ဒီအဲဝန်ထမ်းစီမင်းစီကန်းတွေဒါအပြင် တော်လှန်ရေးအားကောင်းအောင်စုတဲ့ဟာတွေအများကြီးစဉ်းစားပြီးမှတကယ်တော့ဒီဥပဒေပေါ်လာတာကပထမဦးဆုံးတအားလုံးသိပြီးသားပါ NCC ကနေပြီးတော့ စီရီယံမူဝါဒဆိုတာလွန်ခဲ့တဲ့နှစ်ခွဲနှစ်ကပေါ်လာတယ်အဲ့ဒါပြီးတဲ့နောက်မှာဒါဥပဒေပြုဖို့ဆိုတာအဲ့ဒီကနေ့ကလောက်ထားပြီးသားပေါ့နော်အဲ့ဒီကနေ့ကနေပြီးတော့အဲစဉ်းစားခဲ့ကြပြီးသားဆွေးနွေးခဲ့ကြပြီးသားစီရီယံညီလာခံတွေလုပ်ခဲ့တယ်နော်စီရီယံအဲဒီအဲ success committee နော်စီရီယံဒေတာအလိုက်တွေစီရီယံတွေဖွဲ့ပြီးတော့လုပ်ခဲ့တယ်အဲ့ဒီဟာတွေကနေအခြေခံပြီးတော့အားလုံး stakeholder တွေနဲ့ engage လုပ်အစိုးရအဖွဲ့တွေမှာဆွေးနွေးခုနသမတရင်သမတယုံဆိုရင်သမတဆိုဒါတွေကိုယူပြီးတော့ အဲခုနလိုအသေးစိတ်တွေလေ့လာဒါအပြင် နိုင်ငံတကာကသို့သော် human right တို့အဲနိုင်ငံတကာကအဲဒီ justice အဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးဆွေးနွေးပြီးဒါပေါ်လာတဲ့သဘောရှိပါတယ် CRPH နဲ့ပြီးတော့ထွက်လာတဲ့သဘောရှိဆိုတော့ဒါကျွန်တော်အနေနဲ့တော့အခုမြေပြင်ရောက်တဲ့အချိန်မှာပို့ပြီးသဘောပေါက်တာကမြေပြင်မှာအခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နေရာဒေသတွေရှိပါတယ်မြို့တွေတိမ့်လိုက်တိုင်းတိမ့်လိုက်တိုင်းနန်းစီဒီအန်တွေကျွန်တော်တို့ဟိုဖန်စီရတာတွေရှိတယ် ဲ့တော့မဖမ်းညင်လို့ကျွန်တော်တို့ဆရာတို့သိမှာပါနိုင်စီရီယန်တွေကိုအလင်းဝင်မို့ဆိုပြီးတော့ခေါ်တယ်အခုလည်းခေါ်ပါတယ်အချိန်မရွေးလဲအလင်းဝင်တယ်အချိန်မရွေးလဲပြည်သူဘက်ကိုပြောင်းနိုင်တယ်ပေါ့ဗျာအလင်းဝင်ဆိုရင်စကလုံးညို့မကြိုက်ဘူးဆိုရင်ပြည်သူဘက်ကိုကူးပြောင်းလို့ရပြည်သူဘက်ကိုကူးပြောင်းလာတော့နိုင်စီရီယန်များအတွက်ကက်တဂိုရီအဲ့ဥပဒေထဲမှာရေးထားတာရှိပါတယ်เนาะစီနိုင်စီရီယန်နေအကုန်လုံးကိုအရေးယူဖို့လည်းမဟုတ်အရေးလည်းမယူဘူးယူမှလည်းမဟုတ်ဒါပေမဲ့နန်းစီရီယန်နေထဲမှာ ဥပမာဆရာရဲ့အခုအင်ဒိုမှာဆိုရင်အင်ဒိုမျိုးစိမ့်တိုက်ပွဲတောင်ဆရာတို့ကြားပါလိမ့်အင်ဒိုမျိုးစိမ့်တိုက်ပွဲဘယ်လောက်ကြာလဲ၈လ၉လကြာပါတယ်အဲ့ဒီအတွင်းမှာအလင်းဝင်မှုတွေခေါ်ခဲ့ပေမဲ့မဝင်မဲနဲ့မျိုးစိမ့်တိုက်ပွဲနောက်ဆုံးနေ့အထိအတူတူရှိနေတဲ့နန်းစီရည်နေကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲနောက်အဲ့ခုနအဲ့တက်မမှုနဲ့အတူတူကိုကတာဘက်ကိုရွှေ့တဲ့အထဲတောင်လိုက်သွားပြီးလက်နဲ့ကင်နေတဲ့နန်းစီရည်နေကိုဘယ်လိုမျိုးကျွန်တော်တို့စီမံဆောင်ရွက်ရမလဲဆိုတာတွေကဥပဒေလိုအပ်တယ်ဆရာ ဥပဒေရှိမှဥပဒေမဲ့ကျွန်တော်တို့မဖြစ်မှာဆိုတဲ့သဘောဖြစ်ပါတယ်ဒီဥပဒေဟာ perfect ဖြစ်တဲ့ဥပဒေလို့ကျွန်တော်တို့မဆိုဘူးဆိုလို့ဒါပေမဲ့ဒါတွေကအခုတတ်နိုင်သမျှခုနလို human right တို့ဆိုတော့ justice တို့အားလုံးပါအောင်လဲဒါကျွန်တော်တို့လောက်ထားတာဟိုဆွေးနွေးထားကြတာဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ဒီဥပဒေကိုကျူးဆိုတယ်အောက်ဆိုမြေပြင်မှာ CDN နေမဖြစ်တဲ့နာမဖြစ်အောင်နန်း CDN နေမဖြစ်တဲ့နာမဖြစ်ရအောင်အတွက် CDNA ရော non CDNA ရောအတွက်မှန်ကန်တဲ့ကာကွယ်မှုဆုံးဖြတ်မှုတွေလုပ်နိုင်မှုအတွက်ဥပဒေမမဲ့ဖို့အတွက်ဥပဒေရှိဖို့လိုတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒီဒါကိုခုနကလိုအကြံပြုတာဆွေးနွေးတာဝိုင်းဝန်းတာလုပ်ဖို့လိုတယ် non CDNA ကိုကျွန်တော်တို့မစီယုံတာမဟုတ်ဘူး non CDNA တွေပြည်သူနဲ့ပူးပေါင်းမှာပြည်သူနဲ့ပူးပေါင်းတဲ့ non CDNA အတွက်ဥပဒေဟာအဲ့ဥပဒေထဲမှာပါပြီးသားဖြစ်ဆိုတော့ဒါကြောင့်ဆရာတရားတကယ်တော့ နန်းစီဒီအန်နေရောစီဒီအန်နေရောကိုကာကွယ်တဲ့လို့ပြောရင်တော့ပုံမှန်ပဲဥပဒေမျိုးဖြစ်ပါတယ်နော်မဟုတ်တာလုပ်တဲ့လူတော့မရဘူးပေါ့ဗျာစစောကပြောလို့အဲနောက်ဆုံးတိုက်ပွဲအထိလက်နက်ကင်ပြီးတော့ကျွန်တော်တို့ PDF တွေကိုတတ်သွားတဲ့လူတွေအဲ့ဒီလူတွေအတွက်တော့သူတို့နဲ့တင့်တော်တဲ့ဥပဒေရှိဖို့လိုတာပေါ့နော်ဆိုတော့အသေးစားဖတ်ကြည့်ပြီးတော့ကျွန်တော်တို့ဒါကိုလုပ်လို့ရပါတယ်နောက်ခုနကလို့နန်းစီဒီအန်တွေကိုလည်းကျွန်တော်တို့မစီယုံတာမဟုတ်ပါဘူးစီယုံပါတယ်နန်းစီဒီအန်တွေရန်ကုန်မန္တလေးနေပြည်တော်မှာရှိတဲ့နန်းစီဒီအန်တွေ ပြည်သူနဲ့အတူပူပေါင်းဖို့အတွက်တွန်းအားပေးတဲ့ဥပဒေဖြစ်ပါတယ်လို့လက်ရှိချိန်နေဆိုတာတက်ပေါ်လေကျွန်တော်တော့အခုဒေါ်လာရေးအဖွဲ့အစည်းတွေခေါင်းဆောင်အနေနဲ့အားလုံးဟိုတွေ့ပြီးတော့ပြောဆိုခဲ့တာပေါ့နော်ကျွန်တော်တွေ့တဲ့ဟာကတော့ formal မဟုတ်ဘူးပေါ့ဗျ informal ပေါ့ informal ကျွန်တော်အခုနားလည်သလောက်ဆိုရင်အခုဥပမာအဒီဒီဒီအဖွဲ့အစည်းတွေအားလုံးကတကယ်ကိုအသွင်ကူးပြောင်းရေးကာလအသွင်ကူးပြောင်းရေးအစိုးရတစ်ခုလိုအပ်တယ်ဆိုတာအားလုံးအဲဒါသဘောတူပါတယ် ဒါပေမဲ့အဲ့ဒီလိုမျိုးဖြစ်ဖို့အတွက်ကျွန်တော်လည်းဟိုတစ်ခေါက်အင်တာဗျူးမှာပြောခဲ့တယ်စီရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့လိုတယ်နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုစူးစမ်းဒါကြောင့်အားလုံးဝိုင်းပြီးတော့စီရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့စူးစမ်းဖို့လိုတယ်အားလုံးရဲ့သဘောကတော့ခုနကပြောတဲ့တကယ်ခုနက Federal Democracy နိုင်ငံမဖြစ်ခင်မှာ Transitional Government လိုတယ် Transitional Arrangement လိုတယ်ဆိုတာအားလုံးကသဘောတူပါတယ်လိုအပ်တယ်ဆိုတာအားလုံးသဘောတူတယ် ဒါပေမဲ့အဲ့ဒါကိုဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ပေါ်ဆောင်မလဲဆိုတဲ့ဟာပဲအဲကျွန်တော်ရင်းတစ်ခေါက်ပြောသလိုပေါ့နော်2021တုန်းကပေါ်ခဲ့တဲ့ NUG မြူသားညီညွတ်ရေးအစိုးရက2021အခြေအနေရပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်အခု2025ဟာ2021နဲ့မတူတော့ဘူးကျွန်တော်စိုးစိုးကပြောလို့မလေးရှားနိုင်ငံတော့မကတဲ့နေမြေဆိုးမှုမှုရှိနေပြီ2021တုန်းကဘာနေမြေမှမဆိုးမှု2025မှာသက်ဆိုင်ရာ အဲဖက်ဒရယ်ဒေတာအလိုက်လို့ပဲပြောရမှာမဟုတ်လားရခိုင်ဆိုရခိုင်မှာတိန်းထားတာအများကြီးပဲနော်အဲလားတူပဲချင်းအဲကချင်းရှမ်းမြောက်နော်ကရင်ဒီကရင်ပေါ့ဗျာအခုဆိုရင်နော်ဒါအထဲထဲမှာလည်းအခုပြည်မဒေတာတွေလည်းအများကြီးပဲအဲ့ဒီပုံမှာအခြေခံပြီးတော့ကျွန်တော်တို့ကအသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုတယ်ဆိုတာအလုံးသဘောပေါက်ပါတယ်သဘောလည်းတူတယ်နော်အဲ့ဒီမှာတော့ဟိုတွေးနေတဲ့ဟိုသွားမယ်ဘယ်လိုသွားမလဲဆိုတာတော့နီလန်အမျိုးမျိုးရှိမှာပေါ့ အားလုံးရဲ့ရည်ရွယ်ချက်ကတော့အသွင်ကူးပြောင်းရေးကာလအစိုးရလိုတယ်ဆိုတာတော့အဲအားလုံးသဘောတူတဲ့သဘောရှိပါတယ်။ဒါပေမဲ့အဲ့ဒါကိုဘယ်လိုမျိုးသွားနိုင်မလဲသွားမလဲဆိုတာကျွန်တော်တို့ရဲ့နောက်ထပ်ရွေ့မဲ့အရွေ့စီရေးအရအရွေ့နိုင်ငံရေးအရအရွေ့တွေပေါ်မှာအများကြီးမှုတည်တယ်။ဆိုတော့အဲ့ဒီအရွေ့တွေကောင်းမှုလိုတယ်။အဲ့ဒါကိုဝိုင်းပြီးတော့ရွေ့အောင်တွန်းမှုလိုတယ်လို့အဲဒါအားလုံးလည်းသဘောတူပါတယ်။အားလုံးကလည်းအဲ့လိုဆုံးဖြတ်ပြီးအားလုံးကအဲ့ဒါကိုစူးစမ်းပြီးလုပ်နေကြတာ။အားလုံးကတော့အခုအရင်ဆုံးတော့ကျေးဇူးတင်တယ်လို့ပြောရမှာပေါ့နော်။ အဲကျွန်တော်အခုမြေပြင်မှာဒီပြည်တွင်းမှာပဲဗျအရင်ဆုံးပြည်တွင်းရတယ်ပြည်တွင်းမှာတွေ့တဲ့ပြည်သူတွေအဲစောစောကပြောလို့ပဲဟိုလေချောင်းရံကိုကြောက်နေရတယ်ဒါပေမဲ့သူတို့တွေအခုမြေပြင်မှာရှိနေတယ်ဒါအခက်အခဲတွေတော့ရှိတာပေါ့ဗျာကျွန်တော်တို့ကနစီမံကံကွယ်အုပ်ချုပ်တဲ့နေဟာမှာအဆင်ပြေတာတွေရှိသလိုအဆင်မပြေတာတွေရှိတယ်နောက်လူတဦးတယောက်ချင်းစီရဲ့အဲဘယ်လိုခေါ်မလဲစွမ်းရည်တွေလူတဦးတယောက်ချင်းစီရဲ့ဆန္ဒတွေသဘောထားတွေကတော့ဟိုကွာတာပေါ့ဗျာအဲ့တော့အဲ့ပုံမှာမူတည်ပြီးတော့တချို့နေရာတွေမှာအခက်အခဲတွေစိန်ခေါ်မှုတွေရှိတယ် ဒါပေမဲ့ဇုံလုံးကိုခြုံကြည့်ရင်တော့အားလုံးကအရွေးတစ်ခုတိုးတက်မှုတစ်ခုကိုသွားနေတယ်လို့ကျွန်တော်မြင်ပါတယ်။ပြီးတော့ဒါပေမဲ့အဲအကြောင်းဒီပြည်တွင်းမှာဒေါ်လာရင်းလုံနေကြတဲ့သူတွေဒေါ်လာရင်းနဲ့အတူရှိနေကြတဲ့သူတွေအထူးသဖြင့်ဥဆောင်နေကြတဲ့သူတွေကိုကျွန်တော်လဲတခါပြောပြပါတယ်။ဒေါ်လာရင်းအတိဒေါ်လာရင်းသတိဒေါ်လာရင်းတစ္ဆာရှိဖို့လို့လေဗျာ။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့အသက်ပေးနေရတဲ့ PDFD ဒီနေ့ဘဝတွေအသက်တွေပေးနေရတဲ့ CDM တွေသူတို့တွေနော်ဒေါ်လာရင်းသမားတွေ နော်အခုထောက်ထားပြီးတော့အခုတိုင်းရင်းသားဒေါ်လာရေးရဲဘော်တွေရဲ့အသက်တွေဘဝတွေကိုထောက်ထားပြီးကျွန်တော်တို့တွေသစ္စာနဲ့ဂတိနဲ့ပြက်လို့မဖြစ်ဘူးအဲ့ဒါကိုမပြက်အောင်ကျွန်တော်တို့ကြိုးစားဖို့လိုတယ်လို့မြင်ပါတယ်အဲကျွန်တော်အရင်လည်းပြောဘူးလေ corruption နေကျွန်တော်တို့ကဒေါ်လာရေးအပေါ်မှာတပြားတစ်ချက်မှအမျက်မတင်ဘူးလို့ကျွန်တော်မြင်တယ်ဒါကကျွန်တော်ဟိုဟိုအထူးသဖြင့်စတီမာခံွယ်အုပ်ချုပ်လုပ်ကင်နေကြတဲ့သူပြောတာပါဒါအပြင်ပြပအဲပြည်သူများကိုလည်းပဲ အခုလိုဒရတာအပါဝင်နေတာတည်းကျေးဇူးတင်တယ်ဒါပေမဲ့ကျွန်တော်တို့တော်လှန်ရေးအောင်အောင်မြင်မြင်အဆုံးသတ်နိုင်မှု အားရိစိုက်ကြဖို့လိုပါတယ်အားထည့်ကြဖို့လိုတယ်လို့ကျွန်တော်အနေနဲ့တော့ဒီနေရာမှာပြောတင်တယ်အားစိုက်အားထည့်နေတဲ့သူတွေ့တယ်ကျေးဇူးတင်တယ်လို့ဒီထက်ပိုပြီးအားထုတ်ရင်ဒီထက်ပိုပြီးကျွန်တော်တို့ရဲ့အောင်မြင်မှုဟာမြန်မြန်ရမယ်လို့ကျွန်တော် မြင်ပါတယ်ဆိုတာတိုက်တွန်းပါတယ်အဲလေးလေးနက်နက်ဒါနဲ့ပတ်သက်ပြီးတော့ ထပ်မံပြီးတော့ကျွန်တော်တို့ပြည်သူအများပြည်တွင်းပြည်ပပြည်သူအများကိုကျွန်တော်တိုက်တွန်းပါတယ်လို့ပြောချင်ပါတယ်